ုံောက်တယ်ခုံောက်တယ်လို့ပြီးတော့အချိန်လုံးလဲစောင့်နေဒီမှာကတော့မရရအောင်စရှာပြီးတော့စောင့်နေရတဲ့ဘဝမှာရှိတယ်2015ခုနှစ်စိုက်ပျိုးရေးမွေးမြူရေးနဲ့ရေလုံငန်းဆိုင်ရာကုန်သည်ပြပွဲဟာမြမစီးပွားရေးအဓိကအခန်းကဏ္ဍတွေမှာနိုင်ငံတကာယင်းနှိမ့်မြုံနယ်မှုတွေဝင်ရောက်လာဖို့အတွက်အရေးပါတဲ့စီးပွားရေးပလက်ဖောင်းတစ်ခုပါ။ယူရင်းပြည်ပလုပ်ငန်းရှင်ပေါင်းများစွာပါဝင်ပြသမဲ့ဒီကုန်စည်ပြပွဲကြီးကနေဘလို့ခွင့်လန်းနေထွက်ပေါ်လာစီမှာလဲ နိုင်ငံတကာကုမ္ပဏီကြီးတွေပါဝင်တဲ့ဒီပြပွဲကြီးမှာစိုက်ပျိုးရေး၊မွေးမြူရေးနဲ့ရေလုံငန်းဆိုင်ရာမှာဆက်ဆက်နေတဲ့လုပ်ငန်းတွေကိုပြသသွားမှာဖြစ်လို့ပြည်ရင်းလုပ်ငန်းရှင်တွေအတွက်ဈေးကွက်အသစ်နဲ့ခင်မီနီးပညာတွေကိုလေ့လာနိုင်မှာပါ။ purpose of course, uh, event uh, we create uh, a newly business platform for people in uh, agriculture, in aqua and livestock sectors. As you understand that uh, for business people, it's, it is not easy to go to many countries. But uh, if they come to our exhibition, they can know the what is the technology the latest technology the uh, products and they can exchange the know how the experience with people from other countries that is very very uh, great opportunity for them မြန်မာ convention center မှာကျင်းပပြုလုပ်မယ့်ဒီပြဝဲကြီးကိုလာမယ့် October 14ရက်နေ့16ရက်နေ့ထိ၃ရက်ကြာကျင်းပတော့မှာဖြစ်ပြီးပြည်သက်၃000ကျော်လာရောက်လည်လာဖို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ်။ အခုကျင်းပမဲ့ကုံစီပြပွဲကြီးဟာတတိယကြိမ်မြန်မာနိုင်ငံကစက်ပြွေးဆန်ရကုံစီပြပွဲနဲ့ဒုတိယကြိမ်မွေးမြူရေးနဲ့ရေလုံငန်းဆန်ရကုံစီပြပွဲခန်းနာနှစ်ခုကိုတစုတစည်းရဲ့ပူးပေါင်းကျင်းပသွားမှာလည်းဖြစ်ပြီးကမ္ဘာတဝန်းကလုပ်ငန်းရှင်တရားဝန်ကျင်လာကိုလာရောက်ပြတာဘူးလည်းရှိနေတာပါစက်ပြွေးရေးနဲ့သက်ဆိုင်တဲ့ခန်းနာလည်းတည်ထောင်ပါဝင်တဲ့ဒီပြပွဲကြီးမှာလာရောက်ကြည့်ရှုကြမဲ့တောင်သူလယ်သမားတွေအတွက်လေယာသုံးဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့ဘလို့ပြတာတင်နေဆိုတာကိုဒေါ်နီနီဝင်းကအခုလိုပြောပါတယ်။ ဒီမှာကတောင်သူတွေကိုပေးတယ်ဆိုတာကပစ္စည်းကိုစာရွက်နဲ့ပြလိုက်လို့မရပစ္စည်းကိုစာရွက်နဲ့ပြလိုက်ရင်တို့ကတိတ်ပြီးတော့ဟို ပစ္စည်းကြည့်ပြီးတော့ဒီ cyber ကလေးကြည့်ပြီးတော့လက်မခံဘူးပေါ့နော်အဓိကစက်ကြီးကိုမြင်ရမှစက်ကြီးရဲ့လုပ်ငန်းဆောင်တာကိုလက်တွေ့မြင်ရမှတို့ကနှိမ့်သက်ကြတာဖြစ်တဲ့အတွက်တကယ်စက်ကိုပြနိုင်မယ့်အနေအထားမျိုးဒီအခမ်းအနားအပြင်အဆင်ပေါ့နော်အဲ့လိုအနေအထားမျိုးရှိတဲ့နဲ့နောက်ကကြတော့အဲ့အခမ်းအနားအပြင်အဆင်ကိုတိကျလုပ်ပေးနိုင်တဲ့နေရာပတ်ဝန်းကျင်နဲ့ဆိုလို့ရှိရင်တော့အမားတို့လည်းဒီတောင်သူတွေအမားတို့ရဲ့လက်တွေ့ဆက်အသုံးချမှုဆက်အသုံးဝင်မှုတွေကိုပြောပြနိုင်မယ်တောင်သူတွေဘက်ကနေလည်းဒီအကျိုးမြတ်တွေတည်ပြီးတော့ဒီဆက်တွေအသုံးဝင်မှုကိုလက်တွေ့တည်ပြီးတော့ လက်တွေ့ပြန်ပြီးတော့ဝယ်ယူပြီးတော့အသုံးပြုမယ်အဲ့ဒါဆိုရင်ပို့ပြီးတော့တို့အတွက်လည်းအကျိုးများတယ်အမားတို့လုပ်ငန်းအတွက်လည်းပို့ပြီးတော့အကျိုးပြုတယ်လို့မြင်တယ်